မင်္ဂလာညချမ်းပါခင်ဗျာ2022ခုနှစ်ဖေဖော်ဝါရီလ28ရက်အင်္ဂါနေ့ညပိုင်း RFA ရုပ်မြင်သံကြားအစီအစဉ်တွေကိုအမေရိကန်ပြည်ထောင်စု Washington DC မြို့တော်ကနေစတင်ထုတ်လွှင့်နေပါပြီကျွန်တော်ဝင်နိုင်ပါခင်ဗျာမင်္ဂလာညချမ်းပါရှင်ကျမကခင်ခင်ဤပါ RFA ပရိသတ်များရွှေလန်းချမ်းမြေ့ကြပါရဲ့လားရှင်ကျမတို့ရဲ့အစီအစဉ်တွေကိုမြန်မာစံတော်ချိန်ည8:00နာရီခွဲကနေ9:00နာရီထိတင်ဆက်မှာဖြစ်ပါတယ်ဟုတ်ကဲ့ပါခင်ဗျာဒီကနေ့အတွက်ထူးခြားတဲ့သတင်းတွေအရင်ဆုံးတင်ပြအောင်လားခင်ဗျာကောက်ပါပြီရှင် ဗိုလ်တော်မြို့နယ်မျိုးသားဒီမိုကရေစီဖွဲ့ချုပ်ဆိုင်းဘုတ်တင်ပွဲနဲ့ရုံးခန်းဖွင့်ပွဲအခမ်းအနားကိုဒီကနေ့ကျင်းပခဲ့ပါတယ်။ဒီကနေ့အခမ်းအနားကို NLD နိုင်ငံကြီးဦးတည်ဦးတက်ရောက်ဖွင့်လှစ်ပေးခဲ့ပြီးလူထုကိုမိန့်ခွန်းပြောခဲ့ပါတယ်ခင်ဗျာ။ဒီဗိုလ်တော်မြို့နယ်ဆိုင်းဘုတ်နယ်အလားနဲ့ရုံးဟာဘယ်လောက်ပဲဒုက္ခဒုက္ခအာဏာရှင်များတဲ့ကြားထဲမှာရှိတော်လည်းပဲမပြည့်ခင်ဘူးမပြည့်ခင်ဘူးမပြည့်ပြည့်ဘူးဆက်နေပြီးတော့ ်လုပ်ငန်းဖွင့်ပွဲတက်ရောက်လာတဲ့ဦးတင်ဦးကိုလူလူကကျမ်းမာပါစေချမ်းသာပါစေလို့အော်ဟစ်ဆုတောင်းပေးတဲ့အတွက်ပြည်သူလူထုအားလုံးလည်းတူညီတဲ့အကျိုးခံစားနိုင်ကြပါစေလို့ဦးတင်ဦးကပြောခဲ့ပါတယ်။ဒါအပြင်ဦးတင်ဦးကဗပေတန်းမြို့နယ်အမျိုးသားဒီမိုကရေစီဖွဲ့ချုပ်လုပ်ငန်းဖွင့်ပွဲကိုလည်းတက်ရောက်ခဲ့ပါတယ်။အဲ့ဒီအခမ်းအနားမှာလည်းဦးတင်ဦးကိုယ်တိုင်ရုံးကန်းသစ်ဖွင့်ပွဲကျင်းပပေးခဲ့တယ်လို့လူလူကမိန့်ခွန်းပြောခဲ့ပါတယ်ခင်ဗျာမြန်မာနိုင်ငံမှာပြည်တွင်းစစ်ရပ်ဆဲနိုင်ဖို့အတွက် စစ်မှန်တဲ့ငင်းကြဲရေးကိုရှေ့ရှုတဲ့နိုင်ငံရေးဆွေးနွေးမှုတွေအမြန်ဆုံးဖော်ဆောင်သွားဖို့88မျိုးဆက်ចောင်းသားများအဖွဲ့ကမြစ်ကြီးနားပဲ့တင်တဲ့အမည်ရှိအချက်၄ချက်ပါတဲ့ကြေညာချက်တစ်စောင်ဒီကနေ့ထုတ်ပြန်ပြီးတောင်းဆိုလိုက်ပါတယ်။ဒီမိုကရေစီစနစ်ကိုဖော်ဆောင်မယ်ဆိုရင်စစ်မှန်တဲ့ငင်းကြဲရေးရဖို့လိုအပ်တဲ့အတွက်အခုလိုတောင်းဆိုရတာဖြစ်ပါတယ်လို့88မျိုးဆက်ចောင်းသားခေါင်းဆောင်ကိုမြအေးကပြောပါတယ်။ ိုင်းလိုက်ဘောလုံးလိုက်တယ်ကျွန်တော်စကားလည်းကြည့်တယ်ဆိုတော့ပြတ်တတ်တယ်ပြည့်တယ်တော့လာခဲ့တယ်။အော်ဒင်းငယ်ကြီးသာဝတူတယ်။ဒီမိုကရေစီကိုသွားမယ်ဆိုလို့ရှိရင်ငင်းငယ်မရှိမဲ့ဒီလိုနိုင်ငံတကာလိုမထွက်နိုင်ဘူးလေ။အဲ့ဒီရွေးချယ်တယ်ကျွန်တော်လာခဲ့တယ်။ငင်းငယ်ရရှိဖို့အတွက်ကိုကျွန်တော်စီစဉ်ရချက်ကိုကျွန်တော်ထုတ်လိုက်ခဲ့ဖြစ်ပါတယ်။ကချင်ပြည်နယ်မှာငင်းငယ်ရေးပေါ်ဆောင်နေတဲ့ခေါင်းဆောင်တွေဘာသာရေးကြီးကဲတွေနဲ့အသင်းဖွဲ့တီးတီးကခေါင်းဆောင်တွေနဲ့မြစ်ကြီးနားမြို့မှာတွေ့ဆုံပြီးဒီကြေညာချက်ကိုထုတ်ပြန်လိုက်တာပါ စစ်ဘေးတန်တဲ့တိုင်းရင်းသားညီကိုမောင်နှမတွေအတွက်လိုအပ်တဲ့ထောက်ပံ့ကူညီမှုတွေအဆင်ပြေချောမွေ့စွာရောက်ရှိနိုင်ဖို့သက်ဆိုင်ရာအဖွဲ့အစည်းတီးတီးကကူညီဆောင်ရွက်ပေးဖို့လည်းဒီကြေညာချက်မှာတောင်းဆိုထားပါတယ်။တစ်ချိန်တည်းမှာလည်းမန္တလေးမြို့ကိုရောက်ရှိနေကြတဲ့88မျိုးဆက်ចောင်းသားများအဖွဲ့ဟာဒီကနေ့မနေ့ပိုင်းကမန္တလေးမြို့အာဇာနည်ဗိမာန်ကိုတွားရောက်ပြီးအလေးပြုခဲ့ကြပြီးတဲ့နောက်စကိုင်းမြို့ကံပြည်သူတွေနဲ့လည်းတွေ့ဆုံခဲ့ပါတယ်။အဲဒီနောက်နေ့လယ်ပိုင်းမှာ မနီလေးမြို့ Oriental House ခန်းမမှာမြို့မိမြို့ဖတွေနဲ့တွေ့ဆုံပြီးညနေပိုင်းမှာတောင်ကြီးထောင်မှာမလွတ်မြောက်သေးပဲကြံနေသေးတဲ့နိုင်ငံရေးကျင်းသားဥရွှေထူးရဲ့မိသားစုကိုတွားရောက်အားပေးမယ်လို့သိရပါတယ်ရှင်။မိမိဟာဒေါအောင်ဆန်းစုကြည်လိုပဲတိုင်းပြည်ကောင်းကျိုးမန်းဆောင်ရွက်မဲ့သူဖြစ်တယ်လို့လာမဲ့ကြားဖြတ်ရွေးကောက်ပွဲမှာရန်ကုန်တိုင်းကော်မူးမြို့နယ်မဲဆန္ဒနယ်ကနေဒေါအောင်ဆန်းစုကြည်နဲ့ရှင်ပြိုင်ရွေးခန့်မဲ့ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအမတ်လောင်းဒေါက်တာစိုးမင်းကပြောကြားလိုက်ပါတယ်။ ဒေါက်တာဆိုမင်းကိုတနင်္လာနေ့ကသူ့ရဲ့ရန်ကုန်မြို့နေမှာ RFA လွတ်လပ်တဲ့အာရှတန်ကတီးသန့်တွားရောက်တွေ့ဆုံမိမယ့်ရာမှာအဲ့ဒီလိုပြောကြားခဲ့တာဖြစ်ပါတယ်။ဟုတ်ဒေါက်တာဆိုစီကကျွန်တော်ရဲ့ဆိုစီဆိုတာမြန်မာပြည်မှာမဟုတ်ပါလားပေါ့။သူမျိုးပေါ်လာတဲ့ကာလဟာကျွန်တော်တွေကဘုကျောင်းဆန်းတို့လွတ်လပ်ကျိုးပဲနေတဲ့အချိန်ပေါ့။အမွေးမလာပြီးတော့သူဒီဘုကျောင်းရဲ့တမိတယောက်အနေနဲ့ပြင်သာတင်ကြခဲ့တယ်။သူ့ဘောကသူ့အတူဆက်ပြီးတော့ run ခဲ့တယ်။ကျွန်တော်ရဲ့90စီတူမှာငါဆိုချက်တဲ့ဟိုတော်လင်းအစုအဝေးတက်တဲ့အချိန်မှာကျွန်တော်လူဖြစ်လာခဲ့တယ်။ ကျွန်တော်လည်းကျွန်တော်ရဲ့ကျွန်တော်ပညာသင်ကြားခဲ့တယ်ကျွန်တော်ပဲကျွန်တော်ရန်ခဲ့အဲ့တော့ကျွန်တော်နှစ်ယောက်ကရှင်းနေတော့တော်တယ်မြန်မာပြည်သူပြည်သားတွေသူကစီနီယာကျွန်တော်ဂျူနီယာသူလည်းတိုင်းပြည်ကောင်လုံးမှာပဲလို့ကျွန်တော်ယူဆတယ်ကျွန်တော်လည်းပဲကျွန်တော်ကြည့်ရခင်ညာလာတယ်ကျွန်တော်တိုင်းပြည်ကောင်ကျွန်တော်လောက်ရတော့မှာပဲအဲ့လိုပဲကျွန်တော်မြင်ပါတယ်ကြားခိုင်ဖွံ့ဖြိုးပါတီအပေါ်အစိုးမြင်သဘောထားရှိတဲ့ပြည်သူတွေအနေနဲ့ကိုချင်းစာတရားနဲ့ကြည်နိုင်မယ်ဆိုရင်အမြင်ကြည်လင်လာလိမ့်မယ်လို့လည်းဒေါက်တာဆိုမင်းကပြောပါတယ် ေါက်တာစိုးမင်းဟာအထွေထွေယောဂအထူးကုဆရာဝန်ကြီးဖြစ်ပြီးမြမတက်မတော်မှာဗိုလ်မှူးအဆင့်အထိတာဝန်ထမ်းဆောင်ခဲ့ပုသူဖြစ်ပါတယ်။ဒေါက်တာစိုးမင်းနဲ့ RFA တည်တံ့တွဲဆုံမင်းမြန်ကန်းကိုနောက်ပိုင်းမှာနားဆင်ရပါမယ်ခင်ဗျာ။ဒေါအောင်ဆန်းစုကြည်ကိုကိုစလင်လောင်းရေချင်းနဲ့ကိုက်ညီခြင်းမရှိဘူးဆိုပြီးတင်ပြထားတဲ့ကန့်ကွက်ချက်ကိုရန်ကုန်တိုင်းဒေသကြီးတိုင်းရွေးကောက်ပွဲကော်မရှင်ကဒီကနေ့ပယ်ချလိုက်ပါတယ်။ လာမယ့်ဧပြီလ၁ရက်နေ့မှာကျင်းပမယ့်ဓာဖြတ်ရွေးကောက်ပွဲမှာကော်မူးမျိုးနယ်ကဝင်ရောက်ရှင်ပြိုင်မဲ့ NLD ပါတီကိုယ်စားလှယ်လောင်းဖြစ်ဒေါအောင်ဆန်းစုကြည်ကိုတင်သွင်းခဲ့တာပါဒီတင်သွင်းချက်ကိုကော်မူးမျိုးနယ်ကနေဝင်ရောက်ရှင်ပြိုင်မဲ့ညီညွတ်ရေးနဲ့ညီညာရေးပါတီကိုယ်စားလှယ်လောင်းဦးတင်ကြီးကကန့်ကွက်ခဲ့တာပါဒီကက်ကွက်ချက်ကိုရန်ကုန်တိုင်းဒေသကြီးအနောက်ပိုင်းခရိုင်ရွေးကောက်ပွဲ ကော်မရှင်ကပတ်လည်လိုက်တာကြောင့်ဥတည်ကြီးကဖေဖော်ဝါရီလ22ရက်နေ့က တိုင်းရွေးကောက်ပွဲကော်မရှင်ကိုဆက်ပြီးယူကန်တင်ခဲ့ပါတယ်။ဒီယူကန်ကိုတိုင်းရွေးကောက်ပွဲကော်မရှင်ကဒီကနေ့ဆက်လက်ပယ်ချလိုက်တာဖြစ်ပါတယ်။ဒေါအောင်ဆန်းစုကြည်ကိုလည်းကော်မှုမြို့နယ်ကနေဝင်ရောက်ရှင်ပြိုင်မဲ့ကိုစလဲလောင်းဖြစ်ဒီကနေ့တရားဝင်အမည်စင်းထုတ်ပြန်လိုက်တယ်လို့ဆိုပါတယ်။ကော်မှုမြို့နယ်မှာဝင်ရောက်ရှင်ပြိုင်မဲ့ကိုစလဲလောင်းတွေကတော့ဒေါအောင်ဆန်းစုကြည်အပြင်တက်ခိုင်ဖွံ့ဖြိုးရေးပါတီကဒေါက်တာဆိုးမင်းငြိမ်းချမ်းရေးနဲ့ညီညွတ်ရေးပါတီကဦးတင်ရီတို့ဖြစ်ပါတယ်။ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီအနေနဲ့မြန်မာနိုင်ငံကလူ့အခွင့်အရေးအခြေအနေတွေပေါ်အရေးတူဆက်ပြီးစောင့်ကြည့်သွားဖို့လိုအပ်နေသေးတယ်လို့ Amnesty International ကနိုင်ငံတကာလူငင်းချမ်းသာ권အဖွဲ့ကပြောလိုက်ပါတယ်။ဆွစ်ဇာလန်နိုင်ငံဂျနီဗာမြို့မှာကျင်းပနေတဲ့ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ16ကြိမ်မြောက်ဆွေးနွေးပွဲကိုပေးပို့လိုက်တဲ့ Amnesty International ရဲ့ကြေညာချက်မှာအဲ့ဒီလိုဖော်ပြထားတာပါ။မြန်မာနိုင်ငံကလူ့အခွင့်အရေးအခြေအနေတွေဟာပြီးခဲ့တဲ့နှစ်အတွင်းတချို့နေရာတွေမှာတိုးတက်မှုရှိလာတယ်ဆိုပေမဲ့တချို့နေရာတွေမှာပိုပြီးဆိုးဝါးလာနေတယ်လို့ဆိုထားပါတယ်။ စာနာစည်းလွတ်လပ်ခွင့်တချို့ရလာခဲ့ပေမဲ့လွတ်လပ်စွာဆန္ဒထုတ်ဖော်ပြောဆိုခွင့်လွတ်လပ်စွာစုယုံခွင့်တွေကိုတားမြစ်ထားဆဲဖြစ်ပြီးအချင်းထောင်တွေထဲမှာယာနဲ့ချီတဲ့နိုင်ငံရေးအကျဉ်းသားတွေကြံရှိနေဆဲဖြစ်ကြောင်းတိုင်းသားလူမျိုးစုဒေသအတော်များများမှာစစ်တပ်ကလူခွင့်ရေးချိုးဖောက်မှုတွေအပါအဝင်စစ်ရာဇဝတ်မှုတွေကျူးလွန်နေဆဲဖြစ်ကြောင်းဒီကြေညာချက်မှာဖော်ပြထားပါတယ်။ဒါအပြင်လူခွင့်ရေးချိုးဖောက်မှုတွေနဲ့ပတ်သက်ပြီးရတားအစိုးရကဘလို့မှအရေးယူဆောင်ရွက်တာမရှိသေးဘူးလို့လည်းဆိုထားပါဗျ။၂008ဖွဲ့စည်းပုံအခြေခံဥပဒေပုံမှ 455မှာလဲ1988ခုနှစ်ကစပြီးပေးရတဲ့အမိန့်တောင်းကိုထမ်းဆောင်ခဲ့တဲ့စစ်ဘက်အရက်ဖက်ဝန်ထမ်းတွေပေါ်နောက်ကျောင်းပြန်အေးမြူရဆိုပြီးပြဋ္ဌာန်းထားကြောင်းဒါကြောင့်ကုလသမဂ္ဂအနေနဲ့မြန်မာနိုင်ငံမှာဖြစ်ပျက်ခဲ့တာတွေပေါ်နိုင်ငံတကာစုံစမ်းစစ်ဆေးကော်မရှင်အဖွဲ့တစ်ဖွဲ့ထူထောင်ရေးကိုအလေးအနက်စဉ်းစားသိမိဖြစ်ကြောင်းနိုင်ငံတကာလူငင်းချမ်းသာကွေးအဖွဲ့ကတိုက်တွန်းပြောဆိုလိုက်ပါတယ်ခင်ဗျာလိုင်တာယာဆက်မှုစုံ၃တိုင်ရီဖက်နှက်ဆက်ယုံမှာလုပ်ငန်းခွင်ပြန်လည်ဝင်ရောက်ကြတဲ့အလုပ်သမားအတော်များများက အလုတ်သမားတမကတရက်ဖွဲ့စည်းလိုက်ကြပြီးယာယီဥဆောင်ကော်မတီတရက်ကိုလည်းဒီနေ့ဖွဲ့စည်းလိုက်ပါတယ်။လုခလစာတိုးပေးရေးအတွက်ဖေဖော်ဝါရီလ6ရက်နေ့ကတည်းကဆန္ဒပြခဲ့ကြတဲ့စက်ယုံအလုတ်သမားတွေထဲမှာဝါနိဆာပြိပခယုံကတဆင့်ဖြည့်ရှင်းရေးကိုဆက်လက်ဆောင်ရွက်နေတဲ့အလုတ်သမားတွေရှိနေသေးဖြစ်တယ်လို့အလုတ်ခွင်ကိုပြန်ဝင်ကြတဲ့အလုတ်သမားတွေလည်းရှိနေတယ်လို့ဆိုပါတယ်။အခုဖွဲ့စည်းလိုက်တဲ့အလုတ်သမားတမကကိုစက်ယုံမှာအလုတ်ပြောင်းဝင်ချတဲ့အလုတ်သမားတွေကဖွဲ့စည်းလိုက်တာဖြစ်ပြီး အလုသမား120ကလက်မှတ်ရေးထိုးထောက်ခံခဲ့တယ်လို့အလုသမားရေးကူညီနေသူကိုတန်းက RFA ကိုပြောပါတယ်ပေါ်ရတော့သူတို့မလေးရနေစတင်ပြင်ဆင်ပြီးဆွဲပြီးတော့လူစုစောင်းတာပေါ့လူစုစောင်းတဲ့အခါကျတော့လူသမား120လောက်လက်မှတ်ထိုးပြီးစတင်ဖွဲ့ကြည့်တာပေါ့အဓိကတော့ဒီစေုံထဲမှာဝင်လို့လို့နေတဲ့လူသမားတွေဖွဲ့တာစေုံထဲမှာဆိုရင်တော့အခုလူသမား900လောက်အလုပ်ဝင်လုပ်နေကြတယ်ဒီတက်တွေကြလာတော့ဒီတန်းကိုမခံနိုင်တော့တဲ့လူသမားတွေအလုပ်ပြောင်းဝင်ကြတာပေါ့လူသမား150လောက်အလုပ်ပြောင်းဝင်သွားတယ်စိတ်သူတို့အကျက်တဲ့ဆိုင်လာပြီ ဘာရီတော့ရပါရဲ့တချို့လူစီရလေးကျောင်းရောင်းချပါညာရောင်းရလည်းမကြည့်တော့တချို့လည်းအရင်လုံးကျန်ထွက်လုပ်ကြအောင်ပေါ့နော်အရင်ပြီးတော့အလုပ်ပြန်ဝင်ကြအခုလိုအလုံသမားတမကယာယီဥဆောင်ကော်မတီဖွဲ့စည်းလိုက်တာကိုတိုင်ရင်ဆက်ယုံအုတ်ချုပ်ရေးနဲ့မြို့နယ်အာဏာပိုင်တွေကလည်းခွင့်ပြုခဲ့တယ်လို့သိရပါဗျ လုပ်ငန်းခွင်ပြန်မဝင်ပဲဆက်လက်တောင်းဆိုနေကြတဲ့လုံသမားတွေဟာမနေ့ကရန်ကုန်မြို့တော်ဝင်နှင်းစီခန့်မှမှာတင်းစားရှင်းလင်းပွဲပြုလုပ်ခဲ့ပါတယ်။လောလောဆယ်တိုင်းရင်ဆက်ယုံမှာအလုပ်ပြန်ဝင်နေကြတဲ့လုံသမား900လောက်ရှိမယ်လို့သိရပါတယ်ရှင်။မြန်မာနိုင်ငံမှာကြက်9000တန်ဖုန်းလူအများသုံးဆွဲနိုင်ရေးအတွက်အစိုးရကခွင့်ပြုဖို့ MDCF လို့ခေါ်တဲ့ကုန်စည်နှုန်းကျစရိတ်အဖွဲ့ကဒီကနေ့မနေ့ပိုင်းကရန်ကုန်မြို့နေရာတချို့မှာတောင်းဆိုခဲ့ကြပါတယ်။ ။တယ်လီဖုန်းကိုတံပိုးနဲ့နဲ့နဲ့လူများသုံးဆွဲနိုင်ရာနီးပညာအရာလည်းရှိနေပြီဖြစ်တာကြောင့်အစိုးရအနေနဲ့ခွင့်ပြုပေးဖို့တောင်းဆိုတာဖြစ်ကြောင်းကုန်စည်နှုန်းကျဆင်းရေးတောင်းဆိုတဲ့ MDCF အဖွဲ့ဝင်ကိုတင်မင်းနိုင်က RFA ကိုပြောပါရခင်ဗျာ။ဒီဖုန်းကအများပြည်သူသုံးနိုင်တဲ့အဆင့်အနေဒါမျိုး ဟိုနီးပညာအရာလည်းဖွံ့ဖြိုးတိုးတက်နေပြီကုမ္ပဏီတွေကလည်းရောင်းမယ်ဆိုတော့ကိုမြန်မာဆက်သွယ်ရေးနဲ့စားလိုက်ခြင်းနဲ့ကဒါဆုံးမပြေဘူးဆုံးမပြေဘူး9သိန်းတန်ဖုန်းတွေချက်လုတ်တယ်သိန်းခွဲနဲ့ဖုန်းတွေလို့ဆိုတော့အများပြည်သူမကင်နိုင်ဘူးမြအခုက9000ဖုန်းဆိုလို့ရှိရင်အများပြည်သူကင်နိုင်မယ်လေကင်နိုင်တယ်ဆိုလို့ရှိရင်ဟိုနေကျမ်းမာရေးအသိပညာကြီးတိုးလာနိုင်တယ်ဗျာတုံးနဲ့တူဆက်သွယ်လို့ရတယ်ဗျာဒီနှုံးတွေတက်တက်တတရှိလားမရှိဘူးလားဆိုတော့တုံးနဲ့တူလှမ်းပြီးတော့ဆက်သွယ်အကြောင်းကြားလို့ရတယ်ဗျာကုန်စင်လုံးကြဆင်းအဖွဲ့ဝင်တွေက ဖုံးစင်းနှုံးကြဆင်းလက်ကန်းစာရွက်တွေကိုတောင်ကလာမြောက်ကလာတောင်ငုံစတဲ့မြို့နယ်တွေမှာလိုက်လံဝင်ငှခဲ့ကြပါတယ်တောင်ငုံမြို့တွေမှာဝင်ငှခဲ့တဲ့အဖွဲ့ကိုမာယာကယုံကဒီလှုပ်ရှားမှုဆက်မလုပ်တော့ပါဘူးလို့ဝန်ခံလက်မှတ်ရေးထိုးကမ်းခဲ့တယ်လို့သိရပါတယ်ဒါပေမဲ့သူတို့လှုပ်ရှားမှုဟာအများပြည်သူတွေအကျိုးအတွက်ရည်ရွယ်ပြီးတောင်းဆိုလှုပ်ရှားတာမို့ဖွဲ့စည်းပုံအခြေခံဥပဒေပါအခွင့်အရေးရဖြစ်တယ်လို့ပြောဆိုခဲ့ပြီးဝန်ခံလက်မှတ်မထိုးခဲ့ကြအောင်အဖွဲ့ဝင်တွေကပြောပါတယ်အစိုးရအနေနဲ့ဖုန်းစင်းနှုံတွေတက်တောင်မဆောင်ရဖို့ဆိုရင် တခြားမြို့ကြီးတွေမှာပါဆက်လက်တောင်းဆိုတဲ့လှုပ်ရှားမှုတွေဆောင်ရွက်သွားမယ်လို့လည်းကုံစင်းတို့ကြာစင်းအဖွဲ့ကပြောပါရခင်ဗျာဒီညအတွက်သတင်းကဏ္ဍကိုဒီညနဲ့ရန်နာခွင့်ပြုပါ RFA ကိုကြည့်ရှုအားပေးကြတဲ့အတွက်ကျေးဇူးအထူးတင်ပါတယ်ကျမတို့မကြာခင်မိနစ်ပိုင်းအတွင်းမှာပဲသတင်းဆောင်မတွေကိုဆက်လက်တင်ဆက်မှာဖြစ်ပါရရှင်ဟုတ်ကဲ့ကျွန်တော်တို့ RFA ရုပ်မြင်သံကြားအစီအစဉ်တွေကိုမြန်မာစံတော်ချိန်ည၈နာရီခွဲကနေ၉နာရီအထိညစဉ်ညတိုင်းထုတ်လွှင့်နေပါတယ်ဝေဖန်ကြံပေးမှုတွေကိုလည်းဖိတ်ခေါ်အပ်ပါတယ်ခင်ဗျာ အားဖြင့်ရုပ်မြင်သံကြားအစီအစဉ်တွေကိုဆက်ပြီးကြည့်ရှုနေရတာဖြစ်ပါတယ်။ကိုဝိနိုင်ရဲ့အခုတော့သတင်းတင်ပြချက်တွေသတင်းဆောင်မတွေထုတ်လွှင့်ပေးအောင်ရှင်။ဟုတ်ကဲ့။ကျွန်တော်တို့လွတ်လပ်တဲ့အာရှတန် RFA ကအစ်မြင့်ကိုယ်စားလှယ်အဖွဲ့ဟာမကြာသေးခင်ကပဲမြန်မာနိုင်ငံကိုတွားရောက်ခဲ့ပါတယ်။ဒီခီးစဉ်အတွင်းမှာ RFA ကိုယ်စားလှယ်အဖွဲ့ဟာအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင်တွေဖြစ်တဲ့ဒေါ်အောင်ဆန်းစုကြည်နဲ့သူရဦးတင်ဦးတို့နဲ့ပါတွေ့ဆုံခဲ့ပါတယ်။ဒါအပြင်ပြည်တော်စုလွတ်တော်ဥက္ကဋ္ဌသူရဦးရွှေမန်းနဲ့အမျိုးသားလွတ်တော်ဥက္ကဋ္ဌဦးခင်အောင်မြင်းတို့လည်းတွေ့ဆုံခဲ့ပါတယ်။ အသေးစိတ်ကို RFA သတင်းတောက်နေတံမောင်ကတင်ဆက်ထားပါတယ်ခင်ဗျာလွတ်လပ်တဲ့အာရှတန် RFA ရဲ့ရှစ်တောင်အာရှဆိုင်ရာထုတ်လို့ရမူစူဇန်လီဗရီနဲ့မြန်မာပိုင်းဌာနမှူးဒေါ်ငိမ့်ရွှေမှုဆောင်နဲ့အစိမ့်ကိုစရဲအဖွဲ့ဟာမြန်မာနိုင်ငံကိုပြီးခဲ့တဲ့သတင်းပတ်က6ရက်ကြာတွားရောက်ခဲ့ပါတယ် RFA လွတ်လပ်တဲ့အာရှတန်ရဲ့အစိမ့်ကိုစရဲအဖွဲ့ဟာဒီကနေ့မှာတော့ လွတ်တော်ကိုလာရောက်လေ့လာတာဖြစ်ပါတယ်အခုနောက်ကမြင်တွေ့ရတာကတော့ပြည်တော်စုလွတ်တော်အဆောက်အအုံနဲ့ပြည်သူလွတ်တော်အမျိုးသားလွတ်တော်အဆောက်အအုံဖြစ်ပါတယ်ပြီးတော့ဒီလွတ်တော်အရာရှိတွေနဲ့တွေ့ဆုံခဲ့ပါတယ်ဒီကနေ့ညနေပိုင်းမှာတော့ပြည်သူလွတ်တော်ဥက္ကဋ္ဌအဲသူရဝိရှေမန်းနဲ့အမျိုးသားလွတ်တော်ဥက္ကဋ္ဌကိုခေအောင်မြတ်တို့နဲ့လည်းကျွန်တော်တို့တွေ့ဆုံမှုရှိပါတယ်ခင်ဗျာဒီခီးစဉ်မှာနေပြည်တော်မှာရှိတဲ့အမျိုးသားလွတ်တော်ဥက္ကဋ္ဌဦးခင်အောင်မြင့်ပြည်သူ့လွတ်တော်ဥက္ကဋ္ဌသူရဥွှေမန်းတို့နဲ့လည်းတွေ့ဆုံခဲ့ပါတယ် RFA စစ်မြင့်ကိုယ်စားလှယ်ဖွဲ့ရဲ့ပထမဆုံးသောမြန်မာနိုင်ငံခီးစဉ်မှာပြည်တော်စုလွတ်တော်ကိုတွားရောက်လေ့လာခဲ့ပြီးလွတ်တော်ကိုယ်စားလှယ်နဲ့လည်းရင်းရင်းနှီးနှီးတွေ့ဆုံခဲ့ပါတယ်။အဲဒီနောက်မှာပြည်တော်စုဝန်ကြီးတွေဖြစ်တဲ့စက်မှုဝန်ကြီးဦးစိုးသိန်း၊ယထာပို့ဆောင်ရေးဝန်ကြီးဦးအောင်မင်း ပြန်ကြားရေးနဲ့ယဉ်ကျေးမှုဝန်ကြီးဦးကျော်ဆန်းတို့နဲ့လည်းတွေ့ဆုံခဲ့ပြီးအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်နိုင်ငံဥတည်မှုပါဝင် ပြောင်းလဲကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီအထွေထွေတွင်းမှုဦးထေဦးတို့နဲ့လည်းတွေ့ဆုံခဲ့ပါတယ်အခုမြင်သေးရတဲ့အဆောင်ကတော့နေပြည်တော်မှာရှိတဲ့ပြည်တော်စုကြက်ခိုင်တဲ့ဖွံ့ဖြိုးရေးအသင်းပါတီဌာနချုပ်ယုံဖြစ်ပါတယ်ခင်ဗျာပါတီရဲ့အထွေထွေတွင်းမှုဦးထေဦးကို RFA ကလူကိုယ်တိုင်သွားရဲ့ Facebook မေးမြန်းထားပါတယ်ခင်ဗျာ။အင်းကို1993ခုနှစ်မှာကိုကျမကြီးတန်းရှိရတည်ထောင်ခဲ့ပြီးတော့ဒီ2020ရွေးကောက်ပွဲမတိုင်ခင်မှာအတင်းရနေပါတီဖြစ်လာခဲ့တယ်ပေါ့နော်။ဆိုတော့ဗိုလ်ချုပ်ကြီးတန်းရွှေရာတက်ခင်ပူပေးပါတီအကြီးအကဲတယောက်နေနဲ့ဒီနိုင်ငံရေးမှာဆက်မပါတော့ဘူးဆိုရင်တောင်ပါတီမှာနိုင်ငံကဗိုလ်ချုပ်ကြီးတန်းရွှေနေနဲ့ ကျွန်တော်တို့ရဲ့အသင်းဥစားပြီးထူထောင်နေဆို RFA ကိုယ်စားလှယ်အဖွဲ့ရဲ့မြန်မာပြည်ခီးစဉ်အတွင်းမှာပြည်ဝင်သတင်းမီဒီယာတွေပါဝင်အရက်ဖတ်အဖွဲ့အစည်းတွေကိုလည်းတွေ့ဆုံနေပြီးမြန်မာပြည်ရဲ့ပြောင်းလဲပွင့်လင်းလာတဲ့စီးပွားရေးမီဒီယာနဲ့အခြားကိစ္စရပ်တွေကိုပါလေ့လာနိုင်ခဲ့ပါတယ် လာမယ့်ကြားဖြတ်ရွေးကောက်ပွဲမှာမြို့သားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌဒေါအောင်ဆန်းစုကြည်ဝင်ရောက်ရှင်ပြိုင်မဲ့ကော်မူးမြို့နယ်မဲဆန္ဒနယ်မှာကြက်ခိုင်ဖွံ့ဖြိုးရေးပါတီကဒေါက်တာဆိုမင်းရှင်ပြိုင်ရွေးခံမယ်လို့သိရပါတယ်ဒေါက်တာဆိုမင်းနဲ့ RFA တွေ့ဆုံမိမြန်ကန်းကိုအခုထုတ်လွှင့်ပေးမှာပါရှင်ပရမောက်ဆိုနေလည်းပေါ့ခင်ဗျဆရာအနေနဲ့ကြက်ခိုင်ဖွံ့ဖြိုးရေးပါတီကိုကြားပြီးပြီးတော့ကော်မူးမဲဆန္ဒနယ်အနေနဲ့ဒေါအောင်ဆန်းစုကြည်နဲ့ရှင်ပြိုင်ရွေးခံဖို့ပေါ့လေဘယ်လိုဖြစ်ပေါ်လာခဲ့လဲဆိုတာသိပြန်ကြပါဟုတ်ကဲ့ကျွန်တော် ကျွန်တော်နောက်တစ်ဆယ်မှာပါတီကိုဆူသွားတယ်။ဘယ်လိုလဲကကြတော့ကျွန်တော်လူကြီးတွေကလက်နစ်မျိုးစာပေါ်လာတဲ့ခါကျတော့ဆရာဝန်တွေအားလုံးကဆရာဝန်တော်တွေလည်းပြောတယ်။ဒီကကြတဲ့တောင်တွေးကြည့်တဲ့ခါကျတော့ဒီနေသားအကျော့မှာဒီကကြတော့ကျွန်တော်ဒီဥက္ကဋ္ဌကြီးကိုကိုယ်တိုင်ကျွန်တော်ပေါ်ပြီးတော့ကျွန်တော်မေးတယ်ဘယ်လိုချင်သလားဆိုတော့ကျွန်တော်စနာပြလာတယ်ပြောလဲဆိုတော့အော်ဒီတော့ကိုယ့်ရဲ့အမျိုးအတိုင်းအဝန်ကိုဇာတိမျိုးကိုကျွန်တော်ဒီဟိုကျမ်းမာရေးကဏ္ဍဆော့ဆော့ဖြစ်ပြီးဟုတ်လား အစိုးရတဲ့ကြောင့်ဈေးကျွန်းတယ်ဆိုသူပြီးခဲ့တယ်အခုတမျိုးပါပဲအခုတော့ပုံကြီးကြီးကြီးမကျက်ရတဲ့နိုင်ငံရေးစုတော်တွေကျွန်တော်လုပ်ရတယ်ဘယ်တော့မှမဖြစ်တဲ့နေရာတော့လို့ဆက်ကျွန်တော်ချန်စလာယူတာလုံးမလားဆိုရဲအာဝန်လာတဲ့ကြောင့်ကျွန်တော်အဲ့အလုပ်ကိုကျွန်တော်လက်ခံပြီးတော့ပြောပြချင်တယ်ဟုတ်ဆရာတို့ကျွန်တော်တို့အားလုံးအပြည့်ပဲလေတော်ဆန်းစုကြည်ရဲ့အရှိန်အဝါဩဇာလည်းအင်မတန်ကြီးပါတယ်နောက်တစ်ခုကပြည်သူတွေရဲ့ထောက်ခံမှုကလည်းအင်မတန်ကြီးမားပါတယ်ဆိုတော့ဆရာပြိုင်တဲ့အခါမှာနိုင်နိုင်မယ်လို့တော်ဆန်းစုကြည်ကိုရှင်းပြအနိုင်ရလိမ့်မယ်လို့အချင်းကြီးပါလား တော့ကြည့်မယ်ကျွန်တော်ကတော့ကျွန်တော်ရဲ့အရင်အရင်ကတော့ကျွန်တော်ဟိုကျွန်တော်ကျွန်တော်ရဲ့ concept ပေါ့နော်ကျွန်တော်က everyday ကျွန်တော်ကျွန်တော်လိုတဲ့အဲဒီနေ့ဒီဒီနေ့ကျွန်တော်နောက်နေ့ဒီနေ့ကျွန်တော်လည်းပို့တော့အောင်ကျွန်တော်အဲ့လိုပြန်လာခဲ့တာကျွန်တော်အခုကိုတော်တော်ဘွားနေဆံပစ်လာခဲ့ရတယ်အဲ့အကျဉ်းတော့ပဲကျွန်တော်အတန်းတော့ကကျွန်တော်ကတော့မပြတယ်ကျွန်တော်ကကျွန်တော်ပဲပြတယ်ကျွန်တော်ရဲ့ target ကကျွန်တော်ရဲ့ဘုံတော်မှာရှိတဲ့ knowledge လက်ကျင်တော့ကျွန်တော်အတတ်နိုင်ဆုံးဒီ message ကလာပြီးမှကျွန်တော် educate လုပ်သွားမယ် ပြီးရင်သူတို့ကသူဆုံးဖြတ်ကြပါလေဆုံးဖြတ်တဲ့ရက်ရက်လက်ပြီးကျွန်တော်တဲ့နိုင်ရင်းဆိုရင်လည်းပြီးတော့ကျွန်တော်ရင်းဆိုရင်ကျွန်တော်ရဲ့နေကောင်းကျိုးအတွက်ကျွန်တော်လည်းဆက်လုပ်ပါမှာပုဂ္ဂလိကတူကြီးအမြင်ပေါ့လေတောင်ဆန်းစစ်ကြီးပေါ့ဆရာဘယ်လိုတော်တာရှိပါလဲကျွန်တော်တူကြီးညပြောပြဆိုလို့ရှိရင်တော့ဟွန်းတောင်ဆန်းစစ်ကြီးကကျွန်တော်တဲ့ဆိုစီးဆိုတာမြန်မာပြည်မှာမဟုတ်ပါလားပေါ့သူမျိုးပေါ်လာတဲ့ကာလဟာကျွန်တော်တွေကဘုကျောင်းဆန်းတို့လွတ်လပ်ကျိုးနေတဲ့အချိန်ပေါ့အမွေးပေါ်လာပြီးတော့ဒီဘုကျောင်းရဲ့တမိတယောက်အနေနဲ့ဒီပညာသင်ကြားခဲ့တယ် သူ့ဘောသူ့အမူဆက်ပြီးတော့ run ခဲ့ကျွန်တော်လည်း analysis တူမှာငါဆိုချက်တဲ့ဟိုတော်လင်းဆိုရင်တက်တဲ့ချိန်မှာကျွန်တော်လူဖြစ်လာခဲ့ကျွန်တော်လည်းကျွန်တော်ကကျွန်တော်ပညာသင်ထားခဲ့တယ်ကျွန်တော်ကကျွန်တော် run ခဲ့အဲ့တော့ကျွန်တော်နှစ်ယောက်ကရှင်းနေတော့တော်တယ်မြန်မာပြည်သူပြည်သားတွေသူက senior ကျွန်တော် junior သူလည်းတိုင်းပြီးကောင်းလုံးမှာပဲလို့ကျွန်တော်ယူဆတယ်ကျွန်တော်လည်းပဲကျွန်တော်တက်ရခွင့်ညာလာတယ်ကျွန်တော်တိုင်းပြီးကောင်းကျွန်တော်လောက်ရတော့မှာပဲအဲ့လိုပဲကျွန်တော်မြင်ပါတယ် လွတ်တော်တဲ့ဟိုတကယ်လို့များပေါ့နော်ပြည်သူတွေရွေးချယ်တဲ့တော့လွတ်တော်တဲ့ကိုရောက်သွားပြီဆိုရင်ဗာရင်နာတိထက်ပို့ပြီးတော့ဆရာလုပ်ပေးနိုင်နေမယ်လို့ယုံကြည်ပါလေကျွန်တော်လည်းပါတီကိုပူဇော်ပြုရတဲ့တော့ကျွန်တော်တို့ရဲ့ပါတီကြီးရဲ့ဟုတ်လားဆောင်ရွက်ချက်တွေကကျွန်တော်ပေါ်ထင်ရှားနေတာရှိပါတယ်အဲ့တော့ကျွန်တော်တို့တွေကကျွန်တော်တို့ကျွန်တော်တယောက်တည်းဖြစ်စင်းနေဖြစ်မယ်ပါတီတစ်ခုဖြစ်စင်းနေဖြစ်မယ်ကျွန်တော်နိုင်ငံသားတွေအကုန်လုံး53သန်းလောက်ပြည်သူတွေလည်းဖြစ်စင်းနေဖြစ်မယ်ကျွန်တော်တို့တွေကအမိုင်းတော်တစ်ခုကိုချက်တန်းနေကြတာကျွန်တော်ကိုယ်တိုင်ကလည်းပဲ ကျွန်တော်ကိုကျွန်တော်ကောင်းအောင်လုပ်မယ်ကျွန်တော်ပါတီကျွန်တော်ကောင်းအောင်လုပ်မယ်ကျွန်တော်နိုင်ငံကျွန်တော်ကောင်းအောင်လုပ်မယ်ပြီးရတော့ရှင်မှားရည်ကိုကျွန်တော်ထင်ရင်ပြည်သူ့ရဲ့မှားရည်ပြောရင်ပြင်မယ်ပြည်သူ့ရဲ့ကောင်းတဲ့ပြောရင်ပုံပြီးဆက်လုပ်မယ်ကျွန်တော်တို့တော်တော်လေးမှာအဲ့ဒါတွေပဲလုပ်လို့ရှိရအောင် ကျန်းခံဖို့ပြေးအသိန်းကိုပေါ့လေ1993ခုနှစ်ကစပြီးတော့ဘယုံကြီးတန်းရွှေစစ်အစိုးရစပြီးတော့ဖွဲ့စည်းခဲ့တယ်ပေါ့လေဟိုဒီအသိန်းဖွဲ့စည်းခဲ့ပြီးတဲ့နောက်ပိုင်းမှာဥပမာတပင်းလိုကိစ္စမျိုးတွေပေါ်လာပြီးတဲ့နောက်ပိုင်းဟိုအသိန်းနဲ့ပတ်သက်ပြီးတော့တော်တော်ပြတ်ပြတ်ပြည်သူတွေရဲ့အကောင့်မမြင်တာတွေစုဘူးဆိုတော့ဒီအကောင့်မမြင်ဘူးဆိုတဲ့တဲ့င်းတွေလည်းပေါ်ထွက်ခဲ့ပါတယ်ဆိုတော့ကျန်းခံဖို့ပြေးပါတီကကျွန်တော်သိရတာဆိုရင်ဆရာအနေနဲ့လည်းအင်မတန်ဟိုဆရာအင်မတန်အသက်စာရှိတယ်ပေါ့လေကျန်းခံဖို့ပြေးပါတီပေါ့ ဆိုတော့ဘာကြောင့်ဆရာဒီကြက်ခံကိုပြပါတီကိုသစ္စာရှိရလဲဘာကြောင့်ဆရာဘလောက်ထိအားကိုးတယ်လဲဒီပါတီပေါ်မှာဆရာအဲ့ဒါလေးပြောပြပါလားအဲ့ဒါလည်းဆိုရတော့ဆိုပါတီဆိုတဲ့ကြောင့်ကျွန်တော်လူပဲစီတရားလို့ကျွန်တော်ပြောချက်ပါလူပဲစီတရားဆိုလို့ရှိရင်ကျွန်တော်ဒီလူပဲစီတရားကိုတော့တော့ကျွန်တော်တို့ဒီဟိုပါတီတရားတော့ကျွန်တော်ဆိုရရင်ဒီတုံးတဲ့ကိမာလို့ပြောပြတာဆရာအမကူပါဆရာအခုဆက်တော့ဘုဇဇံဖြစ်တယ် ဆရာတို့အမှန်တရားကိုတော့ဆရာတို့ကဟုတ်အဲ့အမှန်တရားကဘယ်ပုံမှာစဉ်းစားနေလဲဆိုဥပဒေဘောမှာစဉ်းစားနေတယ်နော်အဲ့တော့ဆရာတို့ရည်လက်တွေ့အုပ်ချုပ်နေတဲ့လူတွေကသူတို့ကသူတို့မှလည်း personal affinity ရှိတယ်ဆိုတာဆရာကိုယ်တိုင်ရင်လုပ်ခဲ့တာကိုသိတယ်ကိုယ်တိုင်ရင်လူတွေအကုန်လုံးသိကိုယ်တိုင်ရင်မှာလူတရားရှိရင်ကိုယ့်ကိုမင်းဟိုလူ60လောက်ကထောက်ခံပေးမယ်40လောက်ကမထောက်ခံဘူးဟုတ်လို့ဆိုသူတို့ရဲ့သူတတိ idea အရာရှိတယ်ကြောင့်လို့ထောက်ခံတဲ့ကိစ္စဆိုတာရှိနေတာ အဲ့တော့ခွန်ရှောင်းမဲ့လမ်းကြောင်းဒီပဲဆိုဥပဒေပေါ်မှာရှောင်းတယ်ဒီဥပဒေပေါ်မှာအဲ့ကျမတဲ့ဥပဒေပေါ်မှာအဲ့ဥပဒေကိုစီကျော်လာခဲ့ရင်ဆရာတို့တွေဒီတော့ action ယူမယ်ဥပဒေအတိုင်းပွားလာဆိုရင်ဆရာတို့တွေပြန်ဖို့မယ်ဆရာကိုယ်တိုင်ကလည်းပဲဥပဒေလမ်းကြောင်းပေါ်မှာရှောင်းရှောင်းနေရတဲ့အတွက်ကြောင့်ဆရာဒီတက်စာဒီမျိုးမှရှိတယ်ဆရာဒီကြည့်လေးပေါ်မှာရှိတယ်ဆရာတက်စာဒီရဒီမျိုးပေါ်မှာရှိတယ်အဲ့ဒီလူတွေရဲ့ကောင်းကင်ကောင်းကျိုးလုပ်နေတဲ့ပါတီဖွဲ့စည်းဒီလူတွေရဲ့ကောင်းကင်ကောင်းကျိုးလုပ်နေတဲ့လူဆိုရင်အဲ့ဆရာတက်စာခံပါမယ် အခုလေးလက်48နေရာမှာပေါ့ဆရာတို့ချက်ခိုက်ပူရေးပါတီရပေါ့နော်ဘယ်နေရာလောက်ပြန်အနံ့ရလိမ့်မယ်လို့မှန်းပါလဲခင်ဗျာအင်းဆရာမှန်းလာတော့ဒီဒီပေါ့တခါတော့လေဟိုလက်တွေ့နဲ့ဖန်ဆင်းချက်ဆိုတာလေဒီနဲ့ဒီနဲ့ဟလာ overlap စနေချင်ပြစမှာလည်းဖြစ်မယ်ဒုဒုတော့ဆရာကတော့ဟလာဆရာ area ထားလိုက်တော့ကျွန်တော်ဒီစခုနေမှာပြောကျွန်တော်တို့ပါတီရနိုင်လိမ့်မယ်ဘယ်နေရာလောက်မှန်းပါ49နေရာပေါ့ ဲ့ဒီသချင်းနေရာလုံးနိုင်အောင်ဆက်ကြိုးစားပါနော်ဒါပေမဲ့ဆရာဟာဆရာတော့ကွန်ပျူတာရေးဆရာဆရာကြီးပြောရင်မသိနေတဲ့ကြောင့်ဒီအင်တာဗျူးမှာဆက်မပြောဘူးကျန်တဲ့49နေရာတော့နိုင်တယ်လို့ထင်ရှိကပွဲမှာအကဲရွေးပေါ့ဟိုဒီလူတွေရွေးချယ်လို့တော့ဆက်စစ်ကြည့်ပြန်အနိုင်ရသွားခဲ့လို့ရှိတယ်။ဆရာအနေနဲ့ရောဘာဒီပြန်ဆက်လုပ်လို့ရှိပါလဲ။ဟုတ်တာတော့ဟုတ်လားကုမတယောက်နိုင်ရတယ်ဟုတ်လား။တက်ပြီမှလည်းအင်အားတစ်ခုဝင်တိုးလာတယ်။ဟာဘာပဲဖြစ်ဖြစ်ဆရာတို့လည်းဒါဆရာရဲ့ personal ရဆိုလို့ဆရာသူ့ကြိုးစားမှာပေါ့။ ်ဆက်တော့ကဆုမင်းကို RP ကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာကျွန်တော်လည်းအခုလိုမေးမြန်းပြီးတော့ကျေးဇူးများကြီးတင်ပါတယ်နော်ဟုတ်ပါပြီမကြခင်ချင်းမတော့မဲ့ဂျာပြရွေးကောက်ပွဲကိုလွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲဖြစ်ဖို့အတွက်ဝိုင်းဝန်းကူညီကြဖို့အမျိုးသားဒီမိုကရေစီဖွဲ့ချုပ်နာရီကဦးတင်ဦးကဘကိုးတိုင်းစီဝင်ခီးစဉ်တွင်မှပြည်သူတွေကိုပန်ကြားခဲ့ပါတယ်ဦးတင်ဦးရဲ့ခီးစဉ်နဲ့ပတ်သက်ပြီးအပြည့်စုံကို RFA ဖွဲ့သားကိုဂျေကဆက်ပြီးတင်ပြပေးပါလိမ့်မယ်ခင်ဗျာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နာယကဦးတင်ဦးနဲ့အဖွဲ့ဟာဖေဖော်ဝါရီလ25ရက်နေ့ကပဲခူးတိုင်းအတွင်းမဲဆွယ်စီယုံရင်ခီးစဉ်ထွက်ခဲ့ပါတယ်။ဦးတင်ဦးဟာတာယာဝရီမြို့နယ်ကအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးခန်းဖွင့်လှစ်ပွဲနဲ့ဆိုင်းဘုတ်တင်ပွဲအခမ်းအနားကိုတက်ရောက်ခဲ့ပြီးအမှားစကားပြောကြားခဲ့ပါတယ်။ ောင်ရွက်သွားမယ်ဆိုတဲ့အချက်ကြီးတစ်ချက်ပေါ့ဒုတိယတစ်ချက်ကတော့နိုင်ငံတော်မှာငြိမ်းချမ်းဖို့ဆိုတဲ့ကိစ္စဦးတင်ဦးနဲ့အဖွဲ့ဝင်တွေကတာယာဝရီမြို့နယ်ကနေလဘရန်မြို့ကိုဆက်လက်ထွက်ခွာခဲ့ပါတယ်။လာမယ့်ဂျားပြတ်ရွေးကောက်ပွဲမှာလဘရန်မြို့နယ်ကဝင်ရောက်ရှင်ပြိုင်မဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုယ်စားလှယ်လောင်းဦးကျော်မင်းအတွက် မဲဆွယ်စည်းရုံးဟောပြောခဲ့ပါတယ်ဒါစိတ်သားနဲ့ကျွန်တော်တို့ရဲ့ဒစိမ့်ပါပြတဲ့အတွက်ဒီဒစိမ့်မှန်လို့ပဲတကြပြေးဖို့ဖေးလေးတဲ့ဒီနေရာမှာဒီကားတက်ကြတာဒီနေ့ကျွန်တော်ပြောမှာကဒီကျော်မင်းဒီဦးကျော်မင်းဟာကျွန်တော်တို့အမျိုးသားဘော်အဖွဲ့ချုပ်ရဲ့လေဗရာမျိုးနယ်ကနေပြီးတော့မေဆန္ဒနယ်က ရဲရဲဝဝနဲ့အောင်မြင်စွာဝိချက်ခံရမယ့်ပုဂ္ဂိုလ်ဆိုပြီးယေရှုပြေးလိုက်တဲ့ဥကြောင့်မဲမှာအဲ့ဒါကိုဘုရားကရှင်ရှင်နဲ့တည်းဝေးလိုက်တဲ့အတွက်ကြောင့်မလို့ဥကြောင့်မဲကိုကိုယ်ကျုပ်အတွက်လေးလေးလေးချင်းပြောကြရတယ်။နောက်ပြီးတော့တရားမလို့ကျွန်တော်တို့ကိုမဲပြတဲ့အခါမှာတဲ့တိုင်းအကြီးကပုဂ္ဂိုလ်တွေကြောက်ရောက်ပြီးတော့မင်းတို့သိတယ်မလားမင်းမနာတယ်မလား အတော့ကနေတော့ဘယ်လိုပဲကြီးတယ်မလားအဲ့ဒါမျိုးလေးတွေကိုလည်းပဲမင်းတို့ဒီနေနဲ့မင်းတို့ဒီမျိုးဟန်လေးနဲ့ကြည့်ကြည့်ပြီးလုပ်ပြလိုက်ကြအောင်ကွာလို့လိုက်ပြောတာနေကျွန်တော်တို့ကြားနေတယ်အဲ့ဒါနဲ့ပတ်သက်တဲ့အားလုံးလုံးဝရဆိုင်ဖြစ်ပါလုံးဝတားကြီးဖြစ်ပါဘာကြောင့်လဲဆိုတော့စေစေတော့မယ်ရုပ်တော်ပွဲကြီးချေအဆက်သက်လာမယ်ရုပ်တော်ပွဲကြီးအစင်လာတော့ရနောက်ပြည်သူသားအားလုံးကိုလည်းပဲတရားဝင်စိုးမှုပြဒါအပြင်လည်းပြည်သူတွေမှန်မှန်ကန်ကန် ရွေးချယ်မဲပေးနိုင်ဖို့နဲ့တရားမျှတတဲ့ရွေးကောက်ပွဲတစ်ခု ဖြစ်မြောက်စေရေးကိုလည်းဝိုင်းဝန်းပံ့ပိုးပေးကြဖို့မြို့ကန်လူတွေကိုဥတည်ဦးကတိုက်တွန်းသွားပါတယ်။လက်ဗရန်မြို့နယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်လွှတ်တော်ကိုယ်စားလှယ်လောင်းဦးကျော်မင်းကလည်းဒေသခံလူတွေကိုနှုတ်ခွန်းဆက်စကားပြောကြားခဲ့ပါတယ်။ပြန်ရောက်လာတဲ့တားပြောက်လို့ကျွန်တော်အင်ဂျင်ဝမ်းတာတယ်ဝင်းရောက်ပါတယ်ခင်ဗျာ။ အဲ့ဒီနောက် NLD နိုင်ကဥတည်ဦးနဲ့ဖွဲ့ဟာဂျိုးပင်ကောက်မြို့ကိုဆက်လက်ထွက်ခွာခဲ့ပြီးဂျိုးပင်ကောက်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးမှဒေသခံလူလူကိုမိန့်ခွန်းပြောကြားခဲ့ပါတယ်။ဒါပေမဲ့ဒီပေါ်ပေါ်နေရာတော့မရှိဘူးပေါ့တို့တော့လည်းပဲမိမိနဲ့ညီတဲ့နေရာတွေမှာအခုဒီလေဗန်နန်လိုနေရာဒီကုန်းမြို့မှာလည်းဥတည်ဦးထပ်မံမိကုန်းပြောပါတယ်။ဒီနေ့မှာစကားပြောလို့ရ

ကြသေးခင်ကအချင်းထောင်ကနေပြန်လွတ်လာတဲ့နိုင်ငံရေးအကျဉ်းသားတွေထဲမှာကွယ်လွန်သူစာရေးဆရာကြီးလင်းယုံမမောင်ရဲ့တာဥဇေယျနဲ့မြေဖြစ်သူစီသူဇေယျတို့လည်းပါဝင်ပါတယ်။စာရေးဆရာတွေဖြစ်တဲ့ဥဇေယျနဲ့စီသူဇေယျတို့ကို RFA ကတွစ်ဆုံမေးမြန်းထားပါတယ်။အပြည့်အစုံကိုကျမတို့ဖွဲ့သားကိုခင်မောင်စုမေးရတင်ပြမှာပါရှင်။ရန်ကုန်မြို့မှာပြီးခဲ့တဲ့လကပြုလုပ်ခဲ့တဲ့ပြည်ပရောက်မီဒီယာသမားတွေပထမဆုံးပါဝင်တဲ့မီဒီယာအလို့ယုံဆွေးနွေးပွဲမှာပြန်ကြားရေးဝန်ကြီးဌာနက သူတို့အနေနဲ့မီဒီယာဥပဒေမူကြမ်းတရက်ကိုရေးဆွဲထားတဲ့အကြောင်းပြောခဲ့ပါတယ်။ဒါနဲ့ပတ်သက်လို့နိုင်ငံရေးအကျဉ်းသားဟောင်းစာရေးဆရာ မီဒီယာသမားတားကြီးမောင်စေရကအစိုးရကရေးဆွဲပြီးလွတ်တော်ကိုတင် အတည်ပြုတော့မဲ့အဲ့ဒီမီဒီယာဥပဒေဟာမီဒီယာသမားတွေအတွက်ဖြစ်လိမ့်မယ်လို့သူမျှော်လင့်နေပါတယ်။ဖြစ်ပေါ်မလာဒီရဲ့ဆိုတော့ပြောလို့မရသေးဘူးနော်။ဒါပေမဲ့လို့ကျွန်တော်မျှော်လင့်တာကတော့ဒီနိုင်ငံတကာ စင်မီမြောင်ကြိုးစားထားလိမ့်မယ်လို့ပြောတယ်။အဓိကတော့မီဒီယာမားတွေကိုဟိုလက်လက်ခွင့်ပေးဦးပါမယ်။မြန်မာလက်ခွင့်ရတယ်။မီဒီယာလက်ခွင့်ရတယ်ဆိုတာကလက်ခွင့်ရရင်ဒီဒီအစိုးရနဲ့ပြည်သူနဲ့ဂျားမာတကယ်ကိုညီကအောင်လုပ်ပေးနိုင်မီဒီယာဖြစ်လေ။အဲတော့မီဒီယာလက်ခွင့်ရလို့ရှိရင်အစိုးရနဲ့ပြည်သူကတားဖြစ်သွားလိမ့်မယ်လို့ ဲကျွန်တော်တို့အဓိကတော့စာရေးမယ်နောက်ပြီးတော့ကြည်ရေးမယ်နောက်မီဒီယာကလည်းကျွန်တော်ကတက်နေတော့ပါဘူးနိစာရေးဆရာတာကြီးမောင်စရာကပြီးခဲ့တဲ့2010တကြံရက်ကရန်ကုန် H2O ရေကစားမှန်းနဲ့ဘုံပေါက်ကွဲခဲ့တာကိုဓာတ်ပုံနဲ့ဗီဒီယိုမှတ်တမ်းတင်ခဲ့တဲ့အတွေ့အရင်ဥတ္တအရေးကင်းမှာပါဝင်ခဲ့တဲ့အတွေ့ကြောင့်ထောင်ကျခဲ့ရတာနဲ့စာရင် အများကြီးတက်တောင့်တက်တာရှိတယ်လို့ဆိုပါတယ်။ အဲကျွန်တော်ခေါ်ချားပါတယ်84လုံးကတော့ကျွန်တော်တို့ကဟို MI game မှာတဲကြိုင်တာပေါ့နော်ကျွန်တော်တဲကြိုင်ပြီးတော့ပရှားအရန်များပါတယ်ခရီးအရန်ပြီးတာပေါ့နော်ခရီးအရန်များတယ်ဥပမာဆိုကျွန်တော်ရေချိုးရှင်တပတ်ကိုကျွန်တော်ကဟိုဂျမကများနေတယ်နော်ဂျမကများအပေါင်နေကျွန်တော်၅ခုဆို၅ခု၆ခုဆို၆ခုပြီးတော့ခုဒီဘက်ခင်မှာကျတော့မီဒီယာတွေကလည်းအဲ့ဘိုင်းပေါ်ကြတာပေါ့နော်မီဒီယာတွေပေါ်လည်းတော့လူခင်ရေဖွဲ့တွေရောတော့ယူနီရှီယာတွေရောနောက်ပြီးတော့ အဲ့လိုဒိုင်နာဖွဲ့စည်းရစောင့်ကြည့်ရတဲ့အခါကျတော့ကျွန်တော်တို့ဒီထောင်းထဲမှာရေအဝချိုးခွင့်ရပရက်ရှာလည်းကျွန်တော်ယော့လာပါတယ်သူ့ရဲ့သားဖြစ်သူစာရေးဆရာမီဒီယာသမားစီသူဇေယဟာလည်းသူနဲ့အမှုရဲတူတူဖြစ်ပါတယ်စီသူဇေယကအခုအခါစာပေလွတ်လပ်ခွင့်အတိုင်းအတာ ရှိနေပေမဲ့စိုးရင်ရတဲ့အချုပ်အနှောင်တွေကရှိနေသေးတယ်လို့ပြောပါတယ် ရင်တော့ကတော့ဆန္ဒစင်းကလွတ်လပ်မှုမရှိဘူးဗျာဒီလွတ်လပ်မှုကတော်တော်ကြီးကိုစိုးစိုးွားနဲ့ကြုံရရမှာခုနောက်ပိုင်းတော့လွတ်လပ်မှုရှိလာတယ်ဒါပေမဲ့အဲ့လွတ်လပ်မှုကအာမခံချက်တော့မရှိသေးပါဘူးဘာလို့လဲအဲ့လိုနောက်ပြီးအဲ့လွတ်လပ်မှုနဲ့သူနောက်ကသိန်း60ဆိုရဲစပေါ်လဲပေးထားတယ်ပေါ့နော်အဲ့လွတ်လပ်မှုကပေတော့ဒီအဲဟိုဘာလွတ်လပ်မှုနဲ့ရင်းယူခံရင်သိန်း60ကိုလည်းကြောက်နေရတယ်ပေါ့အဲနောက်ဘယ်လိုပုံမှန်လွတ်လပ်မှုက ခုတော့လွတ်အခုတော့လွတ်လွတ်လွတ်လပ်လာတယ်ဒါပေမဲ့အာမခံချက်ရှိရှိနဲ့လွတ်လပ်လာတယ်လို့ပြောလို့မရနေပါဘူးမီဒီယာမှာတခုပေါ့နော်အမားယွင်းပါသွားလို့ရှိရင်ဆိုရပါကနေပြီးတော့မှဟို services ရဲ့နေပစ်တန်နေတဲ့350လုံးကိုဟိုဆိုရပါကသိသိသိမယ်လို့ပြောထားပါတယ်ဒါကြောင့်မလို့သူတို့တိုက်ခိုက်တာပဲဖြစ်ဖြစ်ဒါမှမဟုတ်တခုတရင်မောက်ပါသွားတာဖြစ်ဖြစ်အမောကျောင်းစုံတစ်စုံကြာကျောင်းစုံ350ပါဝနိုင်မှာအဲ350ဆိုတာကရိုးရိုး ျွန်တော်တို့ဒီလိုပရိုဆက်နိုင်ငံတွေကမီဒီယာတွေတော့တော်တော်များတဲ့ငွေပါနိုင်ငံတစ်ခုမှာအုပ်ချုပ်ရေးဥပဒေပြုရေးနဲ့တရားစီရင်ရေးမန်နိုင်၃ရက်ဟာပူးပေါင်းသွားလေရှိတဲ့အတွက်စရုပ်ဓာမန်နိုင်ဖြစ်တဲ့မီဒီယာလွတ်လပ်ခွင့်ဟာအရေးကြီးကြောင်းကိုလည်းစီသူဇေယကပြောပါတယ်ခင်ဗျာမန်နိုင်၃ခုပဲရှိခဲ့ပါတော့နောက်ပိုင်းကျတော့ဒီမန်နိုင်၃ခုကတစ်ခုနဲ့တစ်ခုဟိုအများကြီးစောင့်ကြည့်နေုံနဲ့ပြီးနိုင်အောင်ကျောင်းနဲ့ထင်းကျောင်းတွေကိုပြီးနိုင်အောင် တစ်ချိန်မှတစ်ချိန်မှနှိစက်သွားနိုင်နှိစက်သွားနိုင်လို့ပဲအဆိုးရမနိုင်ဆိုတာပေါ်လာရတယ်ပေါ်လာပြီးတော့မြန်ဆောင်ကြည့်ပေးနေရတယ်ပေါ့နော်ကျောင်းနိုင်ငံမှာလည်းဒါဖြစ်တင်တယ်။အားကြောင့်လဲဆိုတော့ကျောင်းအခုချိန်မှာဟိုမနိုင်ကြီးကမနိုင်သုံးခုကတစ်ခုနဲ့တစ်ခုကနှိစက်နေနေတယ်။အဲနှိစက်နေရဟောင်းဆောင်ကြည့်နိုင်မှာမီဒီယာဆိုးရမနိုင်ဖြစ်တဲ့မီဒီယာတစ်ခုလည်းရှိတော့တယ်။အဲဒီတော့နာကက်တိုင်းပြည်ထောင်စုနေနေမှာတော့ဆိုးရမနိုင်ကရေးကြီးနေတယ်လို့ကျွန်တော်ပြောလိမ့်မယ်။ ဒီညအတွက် RFA ရုပ်မြင်သံကြားအစီအစဉ်တွေလည်းဒီမှတင်ပြီးဆုံးပါပြီ။ကြည့်ရှုကြတဲ့ပရိသတ်အားလုံးကိုအထူးကျေးဇူးတင်ပါတယ်ရှင်။မင်္ဂလာပေါင်းနဲ့ပြည့်စုံတဲ့ညချမ်းဖြစ်ပါစေခင်ဗျာ။